ူဝန်ဟာအနုပညာရှင်တူဦးဖြစ်ပြီးဘဝအခက်အခဲတွေအခြေရေးနဲ့ငွေကြေးအဆင်မပြေတာတွေကြားမှာသူ့ချစ်သူကိုကာကွယ်ဖို့ကြိုးစားနေသူဖြစ်ပါတယ်။ဟူဝန်ဟာငင်းဝေးမအနုပညာရှင်တူဦးဖြစ်ပြီးငှားခဲကိုပေးမရတဲ့အတွက်အဆက်အရသရာဖြစ်ပြီးသူ့အတိတ်ကချစ်သူနဲ့သူမရဲ့ငွေကြေးများတဲ့ခင်မွန်းအတိတ်ကသူ့ကိုလူလူရှင်မှာအဆက်အရသေးတယ်။သူ့အင်ရှင်ကငှားခဲမပေးသေးတာကြောင့်တောင်းဆိုလာပြီးနှောက်ရက်တယ်။ ထို့အခါဟူဝမ်ကပြစ်ချခံရတဲ့ဘူဒလုံကိုစူဆောင်ပြီး ပြန်ရောင်းဖို့ယူသွားတယ်။ဟူဝမ်ကသူ့အမှုပညာလက်ရာတွေကိုအမှုပညာပြကန်းတခန်းကပန်ဖိုးခိုင်းရာအမှုပညာပြကန်းပိုင်ရှင်က အမိုက်လို့စကားပြောပြီးသူ့အမှုပညာကိုအပြစ်တင်တယ်။ဟူဝမ်ကမြန်မင်းချစ်သူ TN ကို မကောင်းတဲ့လူတွေအကြောင်းထိခိုက်ဖွယ်ရှိတာကြောင့်ကာဝယ်ပေးရမှာသူကိုယ်တိုင်ရိုက်နှိတ်ခံရတယ်။ရိုက်နာခံတာတော့ ဖူဝန်နဲ့တီအန်ကချစ်ချင်းမေတ္တာဖြစ်ပေါ်နေခြင်းဤတွင်ဘျူဟာဆာဗဒါအပြင်ဂျိုတော်တွေနဲ့မျော်မမထားခင်မျော်လင်းကိုဘင်ကချောက်ပေါ်လာတာဖြစ်တယ်။တီအန်ကဖူဝန်ရဲ့ခန္ဓာကိုယ်ပေါ်ရှိဒဏ်ရာတွေကို ပြုစုပေးပြီးဖူဝန်က သူမကိုဖနက်နဲ့လှလှတစုံလက်ဆောင်ပေးတယ်။အဲ့ဒီအခိုက်မှာသူတို့ဟာအတူတကွတက်တိုင်းမီ အတူတကူကက်ခွန်ကတုံလိုချစ်ကြည်မြို့ခဲလေ။တို့တော့မျက်မှောက်ချီနှိစက်လာတဲ့အချိန်မှာအကင်ကအကျွေးကအကြောင်းကြောင့်မျောလင့်ရှိနန်းမှုတစ်ခုပြတ်တောက်သွားတယ်။ နောက်ပိုင်းမှာဟူဟာနဲ့သူ့တငယ်ချင်းကမူဝေအောင်ပြိုရှင်တောက်စားနေချိန်မှာမိတော့လက်သက်အဆောက်အဦးပေါ်ကယင်းအနေနဲ့ကျိုးတလုံးကလူသားမဟုတ်သူများကိုတွေ့မြင်ကြတယ်။ကျိုးသားတွေကစွန့်ရည်တူချတဲ့ခဲရန်တချောင်းကိုမြေကြီးပေါ်မှာကျန်ခဲ့တာဖြစ်ပြီးနောက်နေ့မနက်ပိုင်းမှာဟူအန်ဟာအဲ့ဒီအဖြစ်အပျက်ကို အိမ်မက်လို့တတိယလာပြီးနောက်ပိုင်းမှာသူ့ရဲ့ရုပ်ဖုံဆွဲတွေကိုအဲ့ဒီခဲရန်နဲ့ဆွဲသလိုတကယ်ဖြစ်လာနိုင်တယ်ဆိုတာတွေ့ရှိတယ်။ စန်းသက်စင်အနေနဲ့ပထမဆုံးတီးတနက်ဖြစ်တဲ့ပန်းသလုံးကတကယ်ပေါ်လာတယ်။ဟူအန်ကသူ့တငယ်ချင်းကိုခဲတံအေးဆိုင်အကြောင်းကိုယုံတရားကိုစ조사တယ်။ဘိမဲ့တငယ်ချင်းကမယုံဘူး။နောက်ဆုံးမှာတော့ဟူအန်ဆွဲထားတဲ့ရွှေဒုံးတုံးကိုအိုးအိုးလို့တိုးကယူသွားပြီးပျောက်သွားချိန်မှာခဲတံရဲ့အန်အော်ဒေဆိုင်ကိုတကယ်တက်တဲ့ခံလိုက်တယ်။ဟူအန်ကပိုကြီးတဲ့ရွှေဒုံးတုံးကိုဆွဲပြီးနောက်အမြန်တမ်းပေါ်လာတာတွေ့ရှိတယ်။ထို့နောက် မြို့အလဲပဟန်လာရှိမဖြစ်နိုင်အောင်ကြီးမားတဲ့နင်းတောင်ကိုဆွဲလိုက်ရတကယ်ပေါ်လာပြီးလူတူဦးချင်းအံဩတာဟော်တယ်စစ်ထိန်သက်နဲ့မိသက်တတဲ့လေလာရောက်ဆုံဆန်းကြတယ်အဲ့ဒီအချိန်မှာပဲဟူအန်ကခဲတံပေါ်မှာဒလိခလုတ်တစ်ခုရှိတာတွေ့ပြီးနင်းကိုဖြတ်လိုက်တယ်ထို့နောက်ခဲတံနဲ့ငွေတုံးမိုင်များစွာကိုဆွဲလိုက်ရတကယ်ပေါ်လာပြီးသူချမ်းသာလာတယ်ချမ်းသာလာတဲ့ဟူအန်ကငားငယ်ကိုအင်ရှင်ကိုတနစ်တရာပေးပြီးနင်းကြီးနှလုံးကိုဝယ်လိုက်တယ် သူ့အတိတ်ကချစ်သူလေးအန်အွားသွားပြီးသူ့အဖို့အမြင်ပြောင်းလာတယ်။နောက်ပိုင်းမှာဟူအန်ဟာ TN ကိုအတိတ်တင်ဆောင်ထားတဲ့နင်ကြီးနဲ့အတူအန်အွားတဲ့လာဆောင်ပေးပြီးမင်္ဂလာဆောင်လို့ကြောင်းတင်ပြတယ်။ဒါပေမဲ့ TN ဟာသူ့ဆက်မြန်မင်းကျန်းနဲ့ဟူအန်ရဲ့မျှော်လင့်ပြောင်းလဲသွားတဲ့ဘဝကြောင်းငင်းဆိုလိုက်တယ်။အန်အောတဲ့ခဲတံကောက် TN ရဲ့မျက်စိပြန်မြင်လာတော့နိုင်အဲ့ဒီခဲတံနဲ့ဖန်တီးထားတဲ့အချားအရာတွေကတခြားနေရာကမှဘလတ်ဖန်တီးမထားတာခိုးယူလာတာဖြစ်တယ်။ ခူအန်ကထီအန်ကိုခဲတံရဲ့မူလအကြောင်းကိုရှင်းပြပြီးနောက်ထီအန်ကငါအဘမျက်စိဆွဲပေးကွာလို့တောင်းဆိုလိုက်တယ်။ပထမဆွဲကြည့်တဲ့မျက်စိတွေကစွမ်းအင်မမှန်နဲ့ကြောက်မက်စရာဖြစ်လာတဲ့အပတ်သူတို့ဟာနောက်ဆုံးအဖြစ်အပျက်အနေနဲ့ထီအန်ကိုတူးဦးလုံးအနေနဲ့မျက်စိပအောင်ဆွဲဖို့ဆုံးဆက်ကြတယ်။အစင်နဲ့ထီအန်ဟာပုံထဲကပြန်ပေါ်လာပြီးမျက်စိပြန်မြင်နိုင်သွားပြီးနောက်သူတို့ရဲ့ဘဝကပြောင်းလဲသွားတယ်။ဟူအန်ရဲ့အနုပညာပြဖို့တွေမှာအောင်မြင်မှုတက်လာတယ်။ သို့သောနောက်ပိုင်းမှာခဲတံနဲ့ဖန်တီးထားတဲ့အရာတွေကတကယ်ဖန်တီးထားလာမဟုတ်ပဲတခြားနေရာကပြောင်းရွှေ့လာလာဖြစ်တယ်ဆိုတာသိလာတယ်။ TN ရဲ့မျက်စိတွေဟူဝမ်ရဲ့ငွေတွေဟာတခြားလူတွေကဈေးကပြတ်ဆုံးနေတဲ့အရာတွေနဲ့ဆက်နီးနေတယ်။ဟူဝမ်ရဲ့ခဲတံကြောင့်ငွေချီးပေးမှုများနဲ့ခိုးမှုမှုတွေဖြစ်ပေါ်လာပြီးနောက်ဆုံးဂျူသားတွေပါပါဝင်လာလေ။လီချုံကြီးကဟူဝမ်ရဲ့ငားနေတွေမျောမဲမထားပဲချမ်းသာလာတာကိုဘန်ကူးမှုတွေနဲ့ဆက်နီးလို့တဟန်းယူပြီးသူ့ကိုဖမ်းဆီးလိုက်တယ်။ သို့တော်ဟူဝန်ကခဲတံရဲစွိုင်းရင်ကိုတာဝန်ရှိသူတွေအရှိမပြပြလိုက်တော့သူကိုပြန်လွတ်လိုက်တယ်။နောက်ပိုင်းမှာဟူဝန်ရဲ့အသိကချစ်သူကလက်ရှိခင်မွန်ဖြစ်တဲ့လီချုံအီကလွှီပွဲကင်မရာတက်ပြီးခဲတံရဲ့လွှီဝတ်ချက်ကိုရှာဖွေခဲ့တယ်ဆိုတာကိုဖွင့်သွင်းပြီးသူ့အပေါ်တောင်းပန်တယ်။ရဲတွေကခဲတံကိုငင်းတက်လွှတ်ပေးရဖို့တောင်းဆိုလာပြီးမယ်။လီချုံအီကခူးယူသွားပြီးခဲတံနဲ့ပြခန်းတခန်းနင်းတလုံးနဲ့အမျိုးနှိမ့်ချင်းတအုပ်အထိဖန်တီးလိုက်တယ်။နောက်ဆုံးမှာလီချုံအီက ယူဒားတွေကိုသူတို့ရဲ့ယင်နဲ့အတူခေါ်ဆောင်လာတယ်။သူစီကစစ်တပ်တန်းကိုဖြစ်တဲ့ထန်းကိုဆွဲလိုက်တာနဲ့ယူဒားတွေကလွယ်လွယ်ကူကူနဲ့